အိန္ဒိယနဲ့တရုတ်ကအပြိုင်ဖြစ်နေတယ်ဒါပေမဲ့အိန္ဒိယကိုပို့ပြီးဥဆောင်စေခြင်းနဲ့အိန္ဒိယကိုခေါင်းဆောင်စေခြင်းနဲ့အိန္ဒိယနဲ့တရုတ်ကအပြိုင်ဖြစ်နေတယ်ဒါပေမဲ့အိန္ဒိယကိုပို့ပြီးဥဆောင်စေခြင်းနဲ့အိန္ဒိယကိုခေါင်းဆောင်စေခြင်းနဲ့အိန္ဒိယကနော်ကျွန်တော်တို့ဒါဖြတ်တန်းမှုတွေတမိုင်းကြောင်းဖြတ်တန်းမှုတွေတူတယ်ယဉ်ကျေးမှုတွေလည်းတူတယ်သူတို့လှုပ်ချင်လှုပ်လို့ရတယ်သူတို့ ဟို influence လုပ်ချင်အာရှတစ်ခုလုံး influence လုပ်နိုင်တဲ့ power ရှိတယ်ဒီမိုကရေစီပိုင်းဆိုင်ရာတော့ federal အရေးဒီမှာဆိုလဲကျွန်တော်တို့အများအားစံတမူတာထားတော့ဒီဖြတ်တန်းမှုတွေကိုလေးစားလိုက်လေးစားရတဲ့ဟာအမျိုးသမီးလှုပ်ရှားမှုပဲကြည့်မလားလူနည်းစုလှုပ်ရှားမှုပဲကြည့်မလားကျွန်တော်တို့အများအားအိန္ဒိယကိုစံတမူတာပြုပါတယ်ဟိုဒီ local governance ကိစ္စတွေ democratic democracy စံနှုန်းတွေကိစ္စတွေပေါ့ဒါတွေဆိုလဲကျွန်တော်လေ့လာရမှာဒီအများကြီးရှိတယ်သို့တော့အိန္ဒိယကဒီသူနဲ့ထိုက်တန်တဲ့ဥစားမှုသူတို့မယူနေဘူးလို့ကျွန်တော်သွားမြင်ရတယ်မယူနေတဲ့အခါကျတော့ တရုတ်ရဲ့ခြေလှမ်းမှုပဲဂျန်တဲ့နိုင်ငံငယ်တွေကခံရတယ်အခုတရုတ်ဆိုအရန်ခြေလှမ်းတော့တယ်ပေါ့နော်ကျွန်တော်ကိုယ်ကပြောသလိုပဲတရုတ်စီနှစ်ဖက်စလုံးကိုနင်းထားလိတာဖြစ်တယ်နှစ်ပေါင်းများစွာနင်းထားလိတာဖြစ်တဲ့အကြောင်းမလို့အာတစ်ဖက်ကလွတ်သွားရင်လေတရုတ်ရဲ့ influence ဆက်ရှိနေမှာပဲပြည်သူကလက်ခံမခံခံအာเนาะပြည်သူကိုဥဆောင်မှုပြုနေတဲ့တော်လန်အင်အားစုကိုသူတို့ကစီထားပေးတာဖြစ်တယ်ဒါပေမဲ့အိန္ဒိယအလောက်လုံနိုင်လား influence လုံနိုင်တဲ့အနေထားဒါမှမဟုတ်ဥဆောင်မှု ဥဆောင်မှုပေးနိုင်တဲ့အနေအထားကိုပြောတော့တကယ်တကယ်စစ်စစ်မှန်မှန်အလုံနိုင်မှသာလေဒါလွှမ်းမိုးမှုเนาะဒါလွှမ်းမိုးမှုနဲ့သူတို့ဥဆောင်မှုနားခံမှာဖြစ်တယ်။အိန္ဒိယဒီအကောင်းဆုံးဥဆောင်မှုပေးနိုင်တယ်လို့ကျွန်တော်မြင်တယ်။သို့တော်ညာအဲ့လောက်ထိမလုံနိုင်ဘူး political way ပေါ့နော်။နိုင်ငံရေးစိတ်ဆန္ဒလည်းကျွန်တော်မတွေ့ရဘူး။သွားမြင်ရတယ်။မြန်မာနိုင်ငံအတွက်တည်းမဟုတ်ပါဘူး။ရှေ့တောင်အာရှဒီတောင်အာရှတခြားလုံးမှာပါအိန္ဒိယကစစ်စစ်မှန်မှန်နဲ့အခြားနိုင်ငံတွေကိုဒီမိုကရေစီနဲ့ဖက်ဒရယ်ရေးမှာဥဆောင်မှုပေးနိုင်တဲ့အနေအထားအထိကို ဖြစ်လာစေခြင်းနဲ့အဲ့လိုလုံနိုင်တဲ့အရေးချမ်းလဲပြောရမယ်ဆိုအိန္ဒိယပြည်သူတွေမှာရှိတယ်။အခုလက်ရှိအစိုးရရဲ့စဉ်းစားချက်တွေเนาะဒါတွေကိုပြည်သူထိုင်းအိန္ဒိယပြည်သူတွေကိုယ်တိုင်ကအာအသိပညာပေးတဲ့နဲ့ပြန်ပြီးတော့လှုံ့ဆော်တဲ့နဲ့လို့ကျွန်တော်မြင်နေပါတော့